အမဒူးတော်တိုင်းလောက်တာဆိုတော့အမအကြောက်အလိုမျိုးအောင်မြင်ဖို့မနှက်ဖြံပေါ့နော်မနှက်ဖြံအောင်မြင်ဖို့အလိုလာပါလဲပါလဲအောင်မြင်ဖို့တည့်ရက်လို့ဆိုလားမအဲ့လိုပဲဒု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 နဲ့အဲ့လိုမျိုးလို့အဲ့လိုအဲ့လိုမျိုးလှုပ်ရှားတတ်တဲ့အချင်းရှိရဲစာမွေးပွဲကြီးဖြေဆိုရင်ဘယ်နေရတာလို့တော့အော်အဲ့လောက်လိုသေးတာပဲမနှက်ဖြံဖြေမယ်ဆိုတာဟာဒုက္ခပဲဟေးဒီနေ့မှဖုတ်ပုံပြီးတိုက်ချက်တာဘယ်အရာပဲမဆိုပဲအချင်းဆိုတာအဲ့လိုရှိုးပွဲကိုဆိုမှဖြစ်ဖြစ်အော်ဟေးငါ9ရက်လောက်တော့ကြံပါသေးတယ် အော်မနေ့ပြန်ဆိုပြီးဆိုမှအဲ့လိုထုတ်ပူမိတာအော်ဒီနေ့မှလေးကျင်းလိုက်မယ်လေးအဲ့လိုမျိုးအကျင့်ရှိရဲအဲ့ဒါလေးနည်းနည်းပြင်ရမယ်ပေါ့နော် အလုံးအောင်တရရာဂိုင်တော့လာဖို့ကောင်းတဲ့ပွဲလို့ပြောပါတယ်မိန်ကလေးအနေနဲ့ဆိုတရရာဂိုင်တော့လာဖို့ကောင်းပါတယ်လို့ပြောချင်ပါတယ်ကင်ကဲတွေဆိုလည်းအများကြီးပဲဒီမှာဆိုလို့ရှင်အတိအကမိန်ကလေးရစကင်ကတရရာဂိုင်တော့မှာပဲယောက်ျားလေးပဲဖြစ်ဖြစ်စီမိန်ကလေးပဲဖြစ်စီလူရယ်လို့ဖြစ်လာလို့ရှင်တော့မိုင်လေးကိုစကင်ပိုင်းကိုအထူးကယူဆိုင်ဖို့လိုပါတယ်အခုဆိုလို့ရှင်လည်းဒီမြန်မာ beauty expo မှာဆိုလို့ရှင်လည်းမိုင်လေးတို့ပေါ့နော် ဒီအကုန်လုံးပေါ့ဒီမှာဆိုလို့ရှိရင်လည်းဒီမှာဆိုင်ကန်းဖွင့်ထားတဲ့ brand တွေအကုန်လုံးပေါ့နော်အကုန်လုံးအများကြီးပဲပေါ့နော်တကယ်ကိုအဲ Korea brand တွေလည်းပါနိုင်ငံခြား brand တွေလည်းပါ local brand တွေလည်းပါလာရောက်ပြီးတော့ဒီ skin care ကိုအဓိကပေါ့နော် chemical လုံးဝမပါတဲ့ skin care တွေတကယ်ကို FDA ရထားပြီးသား product တွေပဲလာရောက်ပြီးဖွင့်တဲ့မြန်မာ beauty expo ဖြစ်တဲ့အမျိုးသမီးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်လာရောက်ပြီးလေ့လာပြီးပဲယူအပ်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်တကယ်ကိုစိတ်ချရတဲ့ brand တွေကြီးပါပဲမန်လေးတို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တကယ်ကိုအာမခံချက်အထူးပြေးွားတဲ့ brand တွေပဲဖြစ်တဲ့အတွက်လာရောက်ပြီးအားပေးကြဖို့လေ ဲဖိတ်ခေါ်ပါရယ်ပြီးလို့ရှိရင်လည်းချစ်သူဆုံးတွဲလေးပဲဖြစ်ဖြစ်ဒီအမျိုးသားမျိုးသမီးလေးတွေပေါ့နော်ဘာဖြစ်ဖြစ်အာကိုလေးလာချင်တာပြီးအလှပရေးရအတွက်သဘင်ဟဲရနေခေါင်းစခြေဆုံးပေါ့နော်ဘယ်ရအောင်ဆိုလာရောက်ပြီးအားပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါရယ်ရှင်မိုင်းလေးဆိုလို့ရှိရင်အခုကြည့်ရလေလက်သေးတူပါရှိရယ်အဲလက်သေးတူဆိုင်တွေပါရှိရယ်မိုင်းလေးမလက်သေးတူဆိုင်တွေမှာဝင်ပြီးရတော့မှမှဈေးတွေမေးပြီးတော့ဈေးမျိုးလာဝယ်မယ်နော်လို့ပြီးရင်ပြန်လာမယ်ပေါ့ပြန်မလာဘဲနဲ့ပြန်သွားမှာဟုတ်နေဝယ်တော့ဝယ်လိုက်ပါရယ်စောနာတော့ ဖြောပြေပွားမဲ့သချင်းလေးကတော့မမတိပီးသားသချင်းလေးတွေရောအစ်စ်ကလေးတွေရောမမရောချားညက်ပြီးရောပေါ့နော်ရောသမားငွေပြီးရောဖြောပြေပြီးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးအဲသချင်းလေးကိုပေါ့နော်ကြိုက်နှစ်တကြားအတွက်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်မိုင်လေးသချင်းလေးလည်းနောက်ထပ်အများကြီးထပ်ထွက်သွားဖို့ရှိပါတယ်အဲ့ဒီဖြစ်တာတော့ကိုဝေကြီးကိုယ်တိုင်ကြီးကကြားပြီးသူရေးထားတာဟိုးရင်ထဲကရေးထားတဲ့သချင်းလေးအာသချင်းလေးကိုပါလဲဝေကြီးကပြောရကျတယောက်ရောင်းပြီးွားရင်အယောက်ရောင်းပြီးရော၅နှစ်လောက်ကြာမှာပေါ့နော်ဒီသချင်းလေးကိုအမအနေပြီးရော ်ဒီသေရှင်းလေးတော့ရှိရဲဆိုပြီးတော့အမလည်းအဲ့ဒါလေးစူဖြစ်သွားတာပါရှင်ဟုတ်ကိုကိုရိုင်းကတော့ဘလို့ဖန်တီးဖြစ်လဲဆိုတော့ကိုကိုရိုင်းကတော့ကိုယ့်ရဲ့ခံစားချက်မဟုတ်ပေမဲ့လည်းအငှားခံစားပြီးတော့ဖြော်ပြရတဲ့ဟာဖြစ်တဲ့အတွက်အငှားခံစားချက်ပေါ့နော်ဟုတ်ကဲ့အမကတော့အရင်စိတ်ချမ်းသာနေပါတယ်ဒီမလေးရဲ့အဲကြုံကြွားပေါ့ကြွားလိုက်တတ်တာအာမှတ်တရကတော့အမပေါ့နော်ကဲချိန်သွားရတာလေးပျော်ပါတယ်အဲ့ဒါလေးကငွေဆောင်ပါပေါ့နော်ပျော်စရာကြီးအဲ့ဒါလေးရတော့နော်ညီမလေးဝင်နေစရာလဲဆိုပေမဲ့မျက်နှာခွီနေတော့မရဘူးညီမလေးရဲ့မျက်နှာဘယ်လိုအမပေါ့နော်အာအမှန်တကယ်ဆိုလို့ရှိရင် ကိုကဆွေးရမှာဆွေးတတ်မှုဆိုအမအဆင်မပြေတော့ဘူးဆွေးတတ်မှုဆိုအမအမရဲ့ဆွေးတတ်မှုဆိုအမနဲ့လုပ်ပြမယ်နော်အမကိုအမေကဆွေးတတ်မှုဆိုဘလို့ဆွေးမလဲဆိုဘလို့ဒီလိုမျိုးဖြစ်သွားအမဆွေးတတ်မှုကလေနေပေးထားတယ်အလွမ်းများနဲ့စူပုတ်သွားရနော်ဘသူ့ကိုမကြင်မနဲ့ဖြစ်လို့ဟိုကဖြစ်နေတဲ့အတိုင်းဖြစ်နေအာနဲ့ထပ်ပြီးဆွေးရတယ်ကိုကနေပေးထားတယ်အလွမ်းများနဲ့ဆိုဟာ မျက်နာကလည်းပြုံးမချုံမချင်းနဲ့ပြုံးနေပဲဘလို့လုံးဝမလဲအမအစွေးကိုလုံးဝမရအောင်အမလေးပြောနေရလဲမဟုတ်ဘူးအမကိုအမမျက်လုံးကအမအမြဲတမ်းပြုံးနေမှာအဲကြောင့်ကိုပရိသတ်တွေရှိကြလို့အမကိုလေဘာမချင်းမနဲ့ဖြစ်နေလဲအဲ့လိုဖြစ်သွားမှာထင်လို့အမရဲ့ပရိသတ်တွေရှိမှဆိုအမပြုံးနာရတယ်မပြုံးဆိုအမရဲ့တည်တဲ့ရုပ်ကမသိလို့ရှင်ဘသူ့ကိုမချင်းနဲ့လို့မချင်းနဲ့နေမှမသိညီမလေးကိုပြမယ်တဲ့ဒီလိုမျိုးဖြစ်သွားတယ်ဒါဆိုဒါအမဘာသာအမနေဒါပဲဒါမှတီွားတဲ့ပုံစံပေါ့နော် နင်းနင်းတီးတဲ့ပုံစံကြီးဖြစ်နေရတဲ့အဲ့နဲ့အမြဲအမြဲတမ်းပေါ့နော်ပြိတ်သက်တွေရှေ့ကြလို့ရှင်ပြုံးနေတာတော့ကြနေဟိုအာမိုင်လေးဘသူစိတ်ဆိုးနေလဲမသိအဲ့လိုဖြစ်မှာဆိုလို့အမတ်တရများတာတော့ပျော်စရာကြီးလို့ပဲမောင်နှမကြီးတွေးလို့ရှင်လဲဟိုအကြောင်းမြတ်ဒီအကြောင်းမြတ်ကိုမင်္ဂလာဆောင်တော့အကြောင်းလေးပြောတယ်ကိုကြီးနဲ့တခြားအကြောင်းလေးပြောတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်အမကဒူးတော်တိုင်းလောက်တာဆိုတော့အမအကြောင်းအဲ့လိုမျိုးအောင်မြင်ဖို့မနှက်ဖြံပေါ့နော်မနှက်ဖြံအောင်မြင်ဖို့အလိုလားပါလဲ။ပါလဲ အောင်မြင်ဖို့တည့်ရလို့ဆိုလာမှအဲ့လိုပဲဒု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 နဲ့အဲ့လိုမျိုးလိုအဲ့လိုမျိုးလှုပ်ရှားတတ်တဲ့အကျင့်ရှိရဲအထိုင်နေလဲထိုင်နေရဲအဲ့လိုမထိုင်နေဘူးလှုပ်ပြီးဆိုလို့ရှင်လာမှအမြန်ဆုံးအဲ့လိုမျိုးပဲလှုပ်သွားတာဖြစ်တယ်ပေါ့နော်အားတစ်ခါတလေကြောက်လို့ရှင်အဲ့လိုမျိုးဟိုဟာဟိုလှုပ်မှထက်အချိန်ယူပြီးသေးသေးချာချာလေးပြင်ဆင်ပြီးအဲ့လိုမျိုးလှုပ်တာပိုကောင်းတယ်ပေါ့နော်အမနောက်ပိုင်းတော့အဲ့လိုအချိန်ယူပြီးသေးချာလေးပြင်ဆင်ပြီးလှုပ်မယ်ပေါ့အမရဲ့အကျင့်အဲ့လိုပဲမနေ့ပြန်၁၀တန်းစာမျိုးပဲတော့လည်းပဲစာမျိုးပဲဖြစ်ပြီးဆို၁၀တန်းမှမဟုတ်ပါဘူးအမရဲ့သူငယ်တဲ့ကနေတက်လာတဲ့၁၀တန်းတောက်လျှောက်ပေါ့တက်ကတူအထီကိုပဲ အော်ရင်ဆောင်းပြီးပွဲလားအော်ရင်ဝေးပါသေးတယ်လေဩဘယ်နှလောင်လို့သေးရပဲအဲ့ဘယ်နှလနေပြီးတော့နှစ်လအဲနှစ်လနေတစ်လဩရ30ပဲလို့တော့တယ်အဲ့နဲ့စာရွက်ရေးထားရပဲ100တန်းတော့ဆိုလို့ရှိရင်ဆောင်းမွေးပွဲကြီးဖြည့်ဆိုရင်ဘယ်နေရတာလို့တော့ဩရင်အဲ့လောက်လို့သေးတာပဲမနဲ့ပြန်ဖြည့်မယ်ဆိုတော့ဟာဒုက္ခပဲဟေးဒီနေ့မှဖုတ်ပုံပြီးတိုက်ချက်တာဘယ်အရာပဲမဆိုပဲ အချင်းဆိုတာအဲ့လိုရှိုးပွဲကိုဆိုမှာဖြစ်ဖြစ်အော်ရေငါခုနှစ်ရက်လောက်တော့ကြံပါသေးတယ်အော်မနေ့ပြန်ဆိုပြီးဆိုမှအဲ့လိုဖုတ်ပူမိတာအော်ရေဒီနေ့မှလေးကျင်းလိုက်မယ်လေးအဲ့လိုမျိုးအကျင့်ရှိရဲအဲ့ဒါလေးနည်းနည်းပြင်ရမယ်ပေါ့နော်အဲ့လိုမျိုးဗာလဲအမရဲ့အကျင့်ကငငယ်လေးတော့ဆိုလေ10တန်းဆိုလေ one subject အ10တန်းတော့မဟုတ်ဘူးအဲတက္ကသိုလ်တက္ကသိုလ်ဆိုလေ one subject one night အဲအဲ့လိုမျိုးတွေရှိရဲ့ ကိုကြီးနဲ့ရကြသလိုပဲကိုကြီးအားရရဲ့ကလေးရောမိုင်လေးအားမဲ့ရက်ကိုချိန်လိုက်တာပေါ့ညီမလေးရဲ့ဟုတ်အရှိမရိုက်ထားဘူးလေအရှိမကိုကြီးကုညီပြီးရိုက်ပေးထားတဲ့တချင်းလေးတစ်ပုတ်ရှိရဲ့တေချာသွားပြီလားဒီမြဝွန်းတွေတဲ့မခရီးပေးမယ်ဝင်နေရှိနေသေးပါဆိုတော့အဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးရိုက်ထားရတယ်အခုကျတော့ဒီတချင်းလေးပေါ့ညီမလေးကြာတာပေါ့ညီမလေးရဲ့လွန်ခဲ့သော၁၀နှစ်ကဆိုတော့တော်တော်ကြာပါရဲ့ညီမလေးရဲ့ကိုကြီးကအဲ့ဒီထဲမှာမျက်မမြင်လားမသိမျက်မမြင်လေးလောက်တာဟုတ်တယ် ကိုကြီးကလေဟိုကလေမျက်လုံးလေးကွယ်သွားတာပေါ့နော်ဒုတ်ောက်ကလေးနဲ့စံတဝါဝါလေးလမ်းလျှောက်ရတဲ့အခန်းလေးပါတယ်ရင်တော့အမဆိုင်တဲ့လူဆိုတာပြန်ကြည့်ပေးပါအောင်လို့သူကသူကဘယ်လိုပြောလဲအမျက်ကြည့်လောက်ခုလိုက်တာပေါ့လေမျိုးဇလန်းလေးရဟုတ်အကုန်လုံးသဘောကျပါအမသချင်းမှန်သမျှတော့အမကိုသားသမီးလေးလို့ပါပဲသဘောကျပါတယ်ဟုတ်အော်ဟုတ်ကဲ့ညီမလေးအော်ဟိုပါဆက်လီဆိုင်ပြွေးလေးထွက်တဲ့အခါကျဆက်လီဆိုင်ပြွေးလေးရိုက်ကူးထားတဲ့ဟာရှိပါတယ်စီဇန်2လေးလာဖို့ရှိပါတယ်အဲ့ခါကျလဲပရိသတ်တွေအားပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ရှင်